တရုတ်ကုမ္ပဏီများကိုဆေးဘက်ပစ္စည်းတင်တာအများစုမှဥရောပသမဂ္ဂပိတ်ပင်လိုက်ကြောင်းသိရပါတယ်။ဥရောပသမဂ္ဂသည်တရုတ်ကုမ္ပဏီများအားဆေးဘက်ဆိုင်ရာပစ္စည်းများအတွက်အစိုးရတင်တာများတွင်ပါဝင်ခွင့်ပိတ်ပင်တော့မည်ဖြစ်ပြီးဥရောပကုမ္ပဏီများသည်တရုတ်တွင်တရားမျှတစွာလုပ်ကိုင်ခွင့်မရရှိဟုကောက်ချက်ချပြီးနောက်တစ်နှစ်လျှင်ယူရိုဘီလီယံ60သို့မဟုတ်ထို့ထက်ပိုသောဒေါ်လာ68.6ဘီလီယံတန်ဖိုးရှိတင်တာများတွင်တရုတ်ကုမ္ပဏီများကိုပိတ်ပင်သွားမည်ဖြစ်ပါသည်။ဥရောပကော်မရှင်က တောက်ကြံနေရင်ကျင်ရခဲ့သောယင်းစီမံချက်သည်2022ခုနှစ်တွင်စတင်အသက်ဝင်ခဲ့သောအပြန်လှဈေးကွက်ဝင်ရောက်ခွင့်ကိုအာမခံရရည်ရွယ်သည့်ယူရိုပါသမဂ္ဂ၏နိုင်ငံတကာဝင်ရွေးဆိုင်ရာလေပတ်မှုအောက်တွင်ပထမဆုံးအကြိမ်ဆုံးဖြတ်ချက်ဖြစ်ပါသည်။အဆိုပါကန့်သတ်ချက်အသစ်များသည်တရုတ်နှင့်ဆက်ဆံရေးတင်းမာမှုကိုပုံမမြင့်တက်စေနိုင်ပါသည်။ယူရိုပါသမဂ္ဂကတရုတ်ထုတ်လက်စကားများအပေါ်အခွင့်အရေးချက်မှုများတရုတ်ကယူရိုပါသမဂ္ဂအဖျော်ယင်မကများအပေါ်အေးအေးယူမှုများနဲ့ ဇူလိုင်လတွင်ကျင်းပမည့်ဥရောပသမဂ္ဂတရုတ်အထိပ်ကြီးအစည်းအဝေးတွင်ဥရောပသမဂ္ဂကဖြေရှင်းလိုသည့်မြေရှားတင်ပို့မှုအပေါ်ကန့်သတ်ချက်များကြောင့်တရုတ်နှင့်ဆက်ဆံရေးမှာတင်းမာနေပါသည်။တရုတ်ကုမ္ပဏီများကိုယူရို၅သန်းအထက်ဥရောပသမဂ္ဂအစိုးရဝယ်ယူမှုများမှဖယ်ထုတ်မည်ဟုဥရောပကော်မရှင်ကတောက်ကြားနေတွင်ပြောကြားခဲ့ပါသည်။2023ခုနှစ်တွင်ဥရောပသမဂ္ဂဆေးဘက်ဆိုင်ရာဤပညာဈေးကွက်သည်ယူရိုဘီလျံ150ခန့်တန်ဖိုးရှိပြီးအစိုးရဝယ်ယူမှု80ရာခိုင်နှုန်းအထိရှိကြောင်း Mattex Europe မှကိန်းဂဏန်းကိုခြေခံ၍ ယောပဒမကအရာရှိတူကပြောကြားခဲ့ပါတယ်။ယူရို၅သန်းအထက်စာချုပ်များသည့်တင်တာများ၏၄ရာခိုင်နှုန်းခန့်သာရှိတော်လဲ။တန်ဖိုးအဖြစ်60ရာခိုင်နှုန်းခန့်ရှိသည်ဟုအဆိုပါအရာရှိက ပြောကြားပါတယ်။ကုမ္ပဏီများသည့်တင်တာအောင်မြင်ပါကတရုတ်မှဆေးဘက်ဆိုင်ရာပစ္စည်း90ရာခိုင်နှုန်းထက်ပိုမိုမတင်သွင်းရဟုအာမခံရမည်ဖြစ်ပါတယ်။အခြားရွေးချယ်စရာတင်သွင်းသူများမရှိပါကဖဲထုတ်သွားမည်ဖြစ်ပါတယ်။ယောပဒမကအဖွဲ့ဝင်များသည့်ယခုလအစောပိုင်းကပင်ယင်းအစီအစဉ်ကိုထောက်ခံခဲ့ကြပါတယ်။တရုတ်သည်စစ်ရုံများအတွက် တင်သွင်းရာတွင်တရုတ်ပစ္စည်းများကိုနှစ်သက်ကြောင်းနဲ့အမျက်အစွန်းရည်ရွယ်သောကုမ္ပဏီများမပေးနိုင်သည့်ပုံမှန်မဟုတ်သောနယ်ပါးသည့်လေလံဈေးများကိုဖြစ်ပေါ်စေကြောင်းရှင်းလင်းသောတက်သေးထောက်ထားများတွေးရှိခဲ့ရသည်ဟုကော်မရှင်ကရခင်ကပြောကြားထားပါသည်တရုတ်အပိတ်ပင်မှုတွင်ပုံရိပ်ဖို့ကိရိယာများကိုလင်းအင်ကာစိတ်ပိုင်းအတူများနဲ့ဆေးဘက်ဆိုင်ရာအဝတ်ထည်များနဲ့ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများပါဝင်မည်ဟုကော်မရှင်အရာရှိတူကပြောကြားပါသည် ယောပသမကအစိုးပြုထားသောစီမံချက်ကိုအကွယ်ပေးဝါဒဟုတရုတ်စီးပွားရေးဝန်ကြီးဌာနကရခင်ကဖော်ပြခဲ့ပြီးတရားမျှတ၍ပြည်နှင့်မြင်သာမှုရှိစေရန်နှစ်ဖက်စလုံးပူးပေါင်းဆောင်ရွက်မှုနဲ့ဆွေးနွေးမှုများဖြင့်ကွဲပြားမှုများကိုဖြေရှင်းရန်ယောပသမကအားတိုက်တွန်းခဲ့ပါသည်။တရုတ်သည်အခြေအနေကိုပြုပြင်ရန်မိသည့်ပြောင်းလဲမှုများမပြုလို့ရသေးတော့လဲသဘောတူညီမှုရရှိနိုင်သေးကြောင်းကော်မရှင်ကပြောကြားခဲ့ပါသည်။မန္တလေးကရွှေစံတချို့တွင်အမျိုးသားတွေဝင်ရောက်ခွင့်တားမြစ်ကြောင်းတည်ရပါသည်။မန္တလေးကရွှေစံတချို့ အမျိုးသားတွေဝင်ရောက်ခွင့်တားမြစ်ထားတယ်လို့မြို့ကန်တွေကပြောပါတယ်။မန္တလေးမှာရွှေဆိုင်တွေမကြာခဏဓမြတိုက်ခါနေရတာကြောင့်ရွှေဆိုင်တွေဟာလုံခြုံရေးပုံကူးဆိုင်လာကြောင်းဓမြတိုက်သူတွေဟာအမျိုးသားတွေဖြစ်လေရှိတာကြောင့်အမျိုးသားတွေရွှေဆိုင်ထဲဝင်ရောက်တာကိုကန့်သတ်တာတွေရှိလာကြောင်းမြို့ကန်တွေကပြောပါတယ်။ချမ်းမြတာစီမြို့နယ်တဲကရွှေဒဏ်ဆိုင်ဆိုရင်အမျိုးသားများလုံးမဝင်ရဆိုပြီးဆိုင်အဝင်ဝမှာဗင်နိုင်းနဲ့ချိန်ထားကြောင်းမြို့ခံတွေကပြောပါတယ်။အမျိုးသားတွေဆိုရင်ဝင်မရဘူး။အပြင်မှာပဲထိုင်ဆောင်ရတယ်လို့တောရဝယ်ယူဘူးသူတူကပြောပြပါတယ်။ တချို့ဆိုင်တွေကတော့အမျိုးသားဝင်ခွင့်ပေးပေမဲ့စံငယ်အုပ်ထုပ်စောင်းတာမျက်မှန်တက်တာမတ်တက်တာတွေဆိုရင်ဝင်ခွင့်မပေးဘူးလို့မြောက်ခံတွေကပြောပါတယ်။ဒါအပြင်ရွှေဆိုင်တွေဟာလုံခြုံရေးဝန်ထမ်းအများပြားနဲ့အစဉ်အဆက်ပိတ်ဆို့ထားပြီးဆိုင်တကားကိုလည်းအ ਨੇ ငယ်ပဲဖွင့်ကာရောင်းချနေရတယ်လို့သိရပါတယ်။အာနာသိန်းကာလတလျှောက်မန္တလေးမြို့အပအဝင်အခြားမြို့ကြီးများတွေမှာပါရွှေဆိုင်ကိုဝင်ရောက်လူရဲ့ဓားတိုက်တာတွေမကြာခဏဖြစ်ပွားနေပါတယ်။ပြီးခဲ့တဲ့ April 28ရက်နေ့ကလည်းမန္တလေးမြို့ချမ်းမြသာစီမြို့နယ် ောင်ပင်လေရောက်ကမှာဖွင့်ထားတဲ့ရွှေစာမဏီရွှေဆိုင်တပြားလိုက်ခံရပြီးရွှေ25ကျပ်သားခန့်နဲ့ iPhone 11ဖုန်းတို့ဆုံးရှုံးခဲ့ပါသေးတယ်။ရွှေဘုံမြစ်ကျင်းသားလမ်းပိုင်းကနဘာရွာလမ်းစုံပုံကျဲခံရကြောင်းသိရပါတယ်။စကိုင်းနှက်အထက်ပိုင်းအင်းတော်မြို့နယ်နဘာကျေးရွာလမ်းစုံကိုစစ်ကောင်စီလက်တပ်ကဒီနေ့မနေ့စောပိုင်းမှာဘုံကျဲတက်ခိုက်တာကြောင့်ခီးသွားပြည်သူတူထိခိုက်တံရရခဲ့တယ်လို့အင်းတော်မြို့နယ်ရဲ့မြေပြင်စစ်ရေးဖြစ်ရပ်တွေကိုဖော်ပြနေတဲ့အင်းတော်တော်လှန်ရေးအဖွဲ့အင်းတော်ရီဗော်လူရှင်းကအတိပေးပါတယ်။ဒီမနေ့ 9:45မိနစ်ကနေမနက်6:00မထိုးခင်15မိနစ်အတွင်းမှာတင်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်နဘာလန်းစုံမှာရှိတဲ့ရအောင်မင်္ဂလာဘုံကြီးကျောင်းထိခိုက်ပျက်စီးခဲ့ပြီးခီးသွောပြည်သူမျိုးသမီးတူရဲ့ဦးကောင်းဘုံဆထိမှန်ခဲ့တယ်လို့ Inno Revolution ဖွဲ့ကဖော်ပြပါတယ်။တိုက်ပွဲမဖြစ်ပါဘူး။အနားမှာဂိတ်တွေတော့ရှိတယ်လို့နဘာကျေးရွာဒေသခံတူကပြောပါတယ်။စကိုင်းတိုင်းရှိပုံမျိုးနဲ့ကချင်းပြည်နယ်မြစ်ကျင်းသားမြို့ကိုချိတ်ဆက်ထားတဲ့ကာလန်းပေါ်မှာရှိတဲ့နဘာရွာလန်းစုံကအင်းတော်မြို့ရဲ့အရှိတ်အဝက်၄မိုင်ကျော်မှာတည်ရှိပါတယ်။ စီအရာအရေးပါတဲ့နဘာလန်းစုံမှာစစ်ကောင်စီတပ်ကအာဏာသိမ်းပြီးနောက်တောက်လျှောက်တပ်ဆွဲထားခဲ့တာဖြစ်ပေမဲ့ပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လအတွင်းကတိုက်ပွဲတွေမှာတော့လက်လွတ်ဆုံးရှုံးသွားတာဖြစ်ပါတယ်။အင်းတော်မျိုးကိုတော့ရှစ်လနီးပါးခန့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးယခုနှစ်ဧပြီလအတွင်းတော်လိုင်းအင်အားစုတွေကအပြည့်အစုံသိမ်းယူလိုက်နိုင်တာဖြစ်ပါတယ်။ဒီလိုနဲ့စစ်ရရှိများကပြည်သူများထံသို့အဆင့်ဆင့်ရောက်ချထားသော MRC တိုက်ခန်း94ခန်းကိုစစ်ကောင်စီကအတင်းအဓမ္မဖျက်သိမ်းခိုင်းနေကြောင်းသိရပါဗျ။ မာလီတိုင်းပြည်ဦးတွင်စစ်အရာရှိများကပြည်သူများထံသို့အစဉ်စဉ်ရောက်ချထားသောဆန်ခါ54ခန်းကိုစစ်ကောင်စီကဖျက်သိမ်းခိုင်းနေကြောင်းဆန်ခါအဖြစ်ခံရမိသူများနဲ့နှိစက်သူများကပြောဆိုပါရ1995ခုနှစ်ဝန်းကျင်အချိန်ပြည်ဦးတွင်ရှိမြမမီရထားပိုင်မြေပေါ်တွင်စစ်တပ်ကဆန်ခါများဆောက်လုပ်ခဲ့ပြီးစစ်အရာရှိများနဲ့အတိုင်းဝန်းများကိုချထားပေးခဲ့ကြောင်းရင်နောက်အဆိုပါစစ်အရာရှိများနဲ့အတိုင်းဝန်းများကအစဉ်စဉ်ပြန်လည်ရောက်ချခဲ့ရမှယခုနောက်ဆုံးတွင်အများပြည်သူများ၏လက်ထဲသို့ဆန်ခါများရောက်ရှိခဲ့ကြောင်း ယခုအခါစစ်ကောင်စီလက်အောက်ခံမြန်မာမီဒီယာကအဆိုပါ MIC ဆန်ကားများကိုယခုဂျွန်လအကုံတွင်ချက်ချင်းဖျက်သိမ်းရန်အမှန်ပေးညွှန်ကြားလာကြောင်းသိရပါသည်။ဗျွန်လမီဒီယာမြန်မာလွန်ခဲ့တဲ့နှစ်ပေါင်း35နှစ်ခန့်ကမြေငါစနစ်နဲ့အစဉ်စဉ်ရောင်းချထားတဲ့မြေထားမြေပေါ်မှာဆန်ကားတွေကိုယခုလကုန်မှာအပြည့်ဖျက်ရှာပေးဖို့စကားစလက်ခံမြန်မာမီဒီယာအမှတ်3တိုင်းမှတာဝန်ရှိသူအာဂါမင်းတူဦးဆောင်ဖွဲ့ကဖျက်သိမ်းခိုင်းနေပါသည်။ရော်သေးလေးမရသလိုဘာမှပြန်မပေးဘဲဖျက်ခိုင်းနေတာပါ။ စုစုပေါင်းဆိုင်ကား94ခန်းကိုဖျက်ခိုင်းနေတာဟုဖျက်သိမ်းခံရမည့်ဆိုင်ကားပိုင်ရှင်ချုံနဲ့နီးစပ်သူကရှင်းပြပါတယ်စစ်ကောင်စီကပြည်ုံလွင်နဲ့တူတော်ဟုဆိုကပြည်သူများနေအိမ်များကိုအတင်းအကျပ်ဖျက်ခိုင်းခြင်းဝန်ကြီးဌာနပိုင်မြေဟုဆိုကဆိုင်ကားများနဲ့လူနေအိမ်များကိုဖယ်ရှားခြင်းများဆက်တိုက်လှုပ်ဆောင်လာနေကြောင်းအထူးသဖြင့်မဲအောင်လိုင်ကမကြာခဏပြည်ုံလွင်လာလက်ရှိသဖြင့်လုံးချုံရဲ့အကြောင်းပြကပြည်သူများ၏နေအိမ်များနဲ့ဆိုင်ကားများကိုစက်တိုက်ဖယ်ရှားရှင်းလင်းမှုများလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းဒေသပြည်သူများကပြောဆိုကြပါသည် ဇေဝထွက်ပြီးပြန်လာသည့်စစ်ကောင်စီစစ်သားများစနိုက်ပါဖြင့်ပစ်ခတ်ခံရပြီး၃ဦးသေဆုံးကြောင်းသိရပါသည်။မန္တလေးတိုင်းမြင်းကြံခရိုင်ငန်းစုံမြို့နယ်မှာဇေဝပြန်လာတဲ့စစ်အုပ်စုကိုစနိုက်ပါနဲ့ပစ်ခတ်တက်ခတ်ရာ၃ရောက်သေဆုံးကြောင်း0ပျောက်ကြားဗီဒူကာကွယ်တပ်ဖွဲ့မြင်းကြံတာဝန်ခံကပြောပါသည်။ဂျွန်နာ20ရက်နေ့မနေ့စောပိုင်းမှာငန်းစုံမြို့နယ်မန်းနေကုန်းရွာရဲစခန်းကနေကောင်းစင်ရွာဘက်အင်အား20လောက်ဈေးဝယ်ထွက်ပြီးပြန်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို0ပျောက်ကြားတပ်ဖွဲ့ကစနိုက်ပါနဲ့အသင့်ဆောင်ကြိုတက်ခိုက်ခဲ့တာလို့သိရပါဗျာ။ စနိုက်ပါနဲ့ပစ်ခတ်မှုအပြီးလက်ပဲထိတွေ့မှုခဏကြာဖြစ်ပွားခဲ့သလိုမိနေကုန်းစကန်ရင်းကနေလည်းတော်လိုင်းရဲ့တပ်တွေရှိရာဘက်ကိုလက်နက်ကြီးပစ်ခတ်တာတွေလည်းလှုပ်ဆောင်ခဲ့ကြောင်းပြောပြပါတယ်။စကန်ကကောင်တွေကအပြင်ကိုထွက်ပြီးဈေးဝယ်တက်လို့စကူရဲ့နေကလေးကကျွန်တော်တို့သွားပြီးကင်းမုံဝက်စောင့်နေတာပါ။နှစ်ရက်ပေါ့သူတို့ထွက်လာတဲ့နေ့မှာစနိုက်ပါနဲ့ပစ်တော့သုံးကောင်မျက်မြင်သေးတယ်။အဲ့ဒီမှာတိုက်ပွဲခဏဖြစ်တယ်ကျွန်တော်တို့ကလည်းကင်းဘုံအနေထားကနေပဲသွားပစ်တာတိုက်ပွဲကြီးဆင်နေဖို့မဟုတ်တော့၄၀မမလက်နက်ပြန်ထောက်ပြီးဆုတ်ခဲလိုက်ပါတယ် ျွန်တော်တို့ကသူတို့ကိုကင်းထောက်ထားတာဆိုတော့လက်ဦးနိုင်ခဲ့တာပေါ့ဒါကြောင့်လေးစင်မမနဲ့ပြစ်တာမှလည်းသူတို့တွေတန်ရာရတာတွေရှိနိုင်တယ်လို့သုံးသပ်ပါတယ်ဟု0ပျောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်ဒီတိုက်ခိုက်မှုကိုမြင်းကြံခရံတန်ရဲ့အမှတ်ခွန်0ပျောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့ကလုံဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်